်မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နေပြည်တော်မှဒေါက်တာဆာဆာအတွက်အစီအဝေးနေပြည်တော်မှစိုးရိမ်စွာစောင့်ကြည့်နေတာကဒေါ်နယ်ထရန့်ကဗနီဆွဲလာကိုတကယ်တိုက်ရင်မြန်မာကိုလည်းငွေလိမ်ကိုင်းကိစ္စနဲ့ပြဿနာရှာနိုင်လို့စောချစ်သူတို့ကိုရှင်းပြဖို့ကိစ္စနဲ့မြန်မာပြည်ကိုခရိယန်တွေကိုနှိတ်ကွတဲ့ဆိုပြီးပြဿနာရှာနိုင်တဲ့ကိစ္စနှစ်ခုပါပင်စီပြကိစ္စလေးပါပေမဲ့ဒီကိစ္စမှာဝါနဲ့အခြားအဖွဲ့တွေကိုအပြစ်ပုံချထားတာအောင်မြင်တယ်လို့ယူဆထားပါတယ် ICC ကလည်းဖန်ခွန်းန်းထုတ်နိုင်ပေမဲ့ဒါဟာတည်ရေးရှင်ရေးအရာအရေးမကြီးဘူးလို့သုံးသပ်ထားပါတယ်။ရိုဟင်ဂျာကလည်းပြည်ပမှာထိုးဖောက်စည်းရုံးနိုင်ပေမဲ့ယခုအချိန်မှာဥရောပကဖိအားပေးနိုင်မှုဟာကျညာချက်ထုတ်တဲ့အဆင့်ပါလို့သုံးသပ်ထားပါတယ်။မီဘီရောမာဒေါ်နယ်ထရန့်ကနိုင်ဂျီးယားကခရီးရန်ကိစ္စပြဿနာရှာချိန်မှာဒီကိစ္စနဲ့ပြဿနာရှာနိုင်တယ်ဆိုတာတင်ပြပြီးသားပါ။ ဒါကြောင့်ဒီနှစ်ခရစ်စမတ်ကိုမာအာလာကသူကိုယ်တိုင်တက်ပြီးစီကားအောင်လုပ်ဖို့ဒီပုံရိပ်ကိုလော်ဘီတွေကတက်စင်အမေရိကန်ရောက်အောင်လုပ်ဖို့စီစဉ်ထားပါတယ်။ဒါဆိုယခုမှဘာလို့အရေးတကြီးအစည်းအဝေးခေါ်ရတာလဲ။ခရစ်ယန်ဆိုရမှာကရင်ကရင်နီချင်းကရင်အများစုကခရစ်ယန်တွေပါ။ဒါပေမဲ့စာရဖားရဲ့အစည်းအဝေးခန်းစာအရာကရင်နဲ့ကရင်နီဘာသာရေးကအင်္ဂလန်နဲ့ပုံရွယ်ပြီးကချင်နဲ့ချင်းကဘာသာရေးသမားတွေကအမေရိကန်မှာပို့ပေါက်ရောက်ပြီးအစာပိုင်းကြောက်ခဲ့တာက ်ကချင်ကခရီးရန်ကောင်းဆောင်ကမအားလာကဖိနေကြောင်ဒေါ်နယ်ထရန့်ကို ပြောမှာပါဒေါ်နယ်ထရန့်ကနိုင်ဂျီးရီးယားကိုပြောတယ်လို့ထားလုံးကချင်ကိုလက်နက်ပေးရင်ပြဿနာတက်နိုင်နေဆိုတာပါဒါပေမဲ့ဒီကိစ္စကလော်ဘီလိုမှဖြစ်ပြီးဒေါ်နယ်ထရန့်နာကို ပေါက်နိုင်ခြေနေတယ်လို့ယူဆထားပါတယ်ယခု UFC လက်ဝေပွဲမှာနိုင်သွားသူကမြန်မာအကြောင်းပြောလို့ဒေါ်နယ်ထရန့်ကလည်း UFC ပွဲကြည့်လို့ဒီလူကိုအိမ်ဖြူတော့ခေါ်တွေ့ရင်ဒေါက်တာဆာဆာကလည်း ကျော်ရှုရဘန်နဲ့တီးလို့နေပြီးတော့မှဒီကိစ္စကိုတုံ့ပြန်ဖို့အရေးပေါ်အစည်းအဝေးလုပ်ရတာပါအစည်းအဝေးကနေအမေရိကန်လော်ဘီကုမ္ပဏီကတက်ဆင့်ခရစ်စမတ်ကိုမြန်မာပြည်မှာစီကားကြောင်းခရစ်ယာန်တွေကိုအကာအကွယ်ပေးကြောင်းလော်ဘီကိုရခင်ကတက်အစတိုးလုပ်ဖို့ညွှန်ကြားထားပါတယ်ဒေါ်လာတန်20အထိသုံးဖို့လည်းဘတ်ဂျက်ချပေးထားပါတယ်ဒါပြင်ချင်းပေါ်မတွေကတက်ဆင့်ဂျော်ရှုရဘန်ကိုဆက်သွယ်ဖို့ဖြစ်နိုင်ရင်မြန်မာပြည်ခေါ်ပြီးမြန်မာပြည်ရဲ့ပြောင်းလဲလာမှုတွေကိုပြသဖို့စီစဉ်နေပါတယ်ယခုမအားလတက်သေးမှကဒေါ်နယ်ထရန့်က မှတ်မရလို့ရခင်ကတက်ပြင်ဆင်နေရတာတော့အမှန်ပါဒါတွေကတော့တည်င်းအနေနဲ့တည်တဲ့သူတွေတည်အောင်တင်ပြလိုက်ရတာပါဆက်လက်ပြီးအတန်တိတ်တဲ့ပိတ်ဖြင့်တရားမဝင်ရွေးကောက်ပွဲကိုရိုက်ချိုးနိုင်ခဲ့ဟု NUG ဆိုတဲ့ဆွဲသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အတန်တိတ်တဲ့ပိတ်လှုပ်ရှားမှုအောင်မြင်ခြင်းသည်တရားမဝင်ရွေးကောက်ပွဲတွင်လူလူဆန္ဒလုံးဝမပါဟုခိုင်ခိုင်မာမာဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း NUG အစိုးရကဆိုပါတယ် ယနေ့ဒီဇင်ဘာ၁၀ရက်ကျင်းပတဲ့ဖီလုံကျွအတန်တိတ်တပိတ်လူထုလှုပ်ရှားမှုအောင်မြင်ခဲ့ခြင်းအတွက် NUG အစိုးရကပေးပို့သောဂုဏ်ပြုသဝင်လွှာတွင်အထက်ပါအတိုင်းဖော်ပြထားသလိုတရားမဝင်အထူးရောက်ရွေးကောက်ပွဲဤဂုဏ်သိက္ခာနှင့်တရားဝင်ဖြစ်လို့မှုကိုအတန်တိတ်တပိတ်ကရိုက်ချိုးနိုင်ခဲ့ပြီဖြစ်ကြောင်းလည်းဆိုပါတယ်။ဒီနေ့အတန်တိတ်တပိတ်အောင်မြင်မှုဟာတရားမဝင်ရွေးကောက်ပွဲကိုပြည်သူတွေတပိတ်မှောက်ကြဖို့ရည်စည်တင်ပေးလိုက်တာပါပဲ။တရားမဝင်ရွှေကောက်ပွဲအတွက်မန်ဖီနေတဲ့စစ်ဘိုလ်ချုပ်တွေကောင်းကောင်းဖျက်ရိုက်ခံလိုက်ရတဲ့ဟုရန်ကုန်အခြေစိုက်နိုင်ငံရေးသုံးသပ်သူတအုပ်ကသတင်းဌာနကိုပြောကြားပါရယ် ရခိုင်ကပြုလုပ်ခဲ့ကြသောအတန်တိတ် သပိတ်များတွင်လည်း silent strike ဟုသည့်အတန်ကြယုံဖြင့်ဆီအာနာရှင်များကြောက်ရွံ့တုန်လှုပ်လာသည့်အထိစူးစီးမှုအင်အားကိုပြတ်တနိုင်ခဲ့ကြသလိုယနေ့တွင်လည်းပြည်သူအပေါင်းတို့ကပြတ်သားသောနှိမ့်လမ်းများဖြင့်ဒေါ်လာရေးတစ္ဆာကိုထပ်မံတက်တည်ပြနိုင်ခဲ့ကြောင်းလည်းဖော်ပြထားပါသည်ပြည်လုံးကျအတန်တိတ်သပိတ်ကြီးကိုစနစ်တကျစီစဉ်ဖော်ဆောင်ပေးခဲ့ကြသောအထွေထွေသပိတ်ပေါင်းဆက်ညှိနှိုင်းရေးအင်အားစု GSCP အပါအဝင်ပြည်တွင်းပြည်ပမှပူးပေါင်းပါဝင်ခဲ့ကြသည့်တော်လရေးအင်အားစုများ မိဖက်ဖွဲ့စည်းများအားလုံးကို NUG အစိုးရအနေဖြင့်ကျေးဇူးအထူးတင်ရှိကြောင်းလည်းဆိုပါရယ်မပြီးဆုံးသေးသည့်စစ်အာဏာရှင်စနစ်ချုပ်ငင်းရေး Federal Democracy ပြည်တော်စုတည်ဆောက်ရေးစတော်ຫນွေဦးတော်လည်းရည်ဤအနိမပန်းတိုင်တို့ပြည်လုံးကျအတန်တိတ်တပိတ်မှရရှိသည့်ခိုင်မာသည့်တော်လည်းရည်စိတ်တက်ကိုကင်ဆွဲတည်ဆောက်ကဆက်လက်ချီတက်သွားကြရန် GSCB ကတိုက်တွန်းထားသလိုဒေါ်လာရေးအင်အားစုတရလုံးအနေဖြင့်ဒေါအောင်ဆန်းစုကြည်နှင့်တကွာနိုင်ငံရေးအကျဉ်းသားများအလုံးလွတ်မြောက်ရေးတရားမဝင်အတူရောက်ရွေးကောက်ပွဲတပိတ်မောက်ဆန့်ကျင်ရင်းနေ အာရမစစ်မှုတန်းဥပဒေဖြတ်သိမ်းရေးဆိုသည့်လူမှုဆန္ဒတစ္ဆာသုံးရက်ကိုကင်ဆယ်၍လူမှုဤစိတ်သုံးနေသောလူခွေရေးများကိုပြန်လည်ရယူနိုင်ရန်ဇလက်တိုက်ပွဲဝင်သွားကြမည်ဟုလည်းထုတ်ပြန်ထားပါသည်။ဆလဘီချင်းတော်လိုင်းရင်အားစုတွေညီညွတ်ရေးဆက်ညှိနိုင်ဖို့ဆန္ဒအပြည့်ရှိဟုချင်းပြည်ကောင်စီထုတ်ပြန်တဲ့ဆွေးနွေးပွဲကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည်။ ချင်းပြည်ချင်းလန်းတိဆောက်ရေးနဲ့ချင်းတမျိုးသားလုံးစီးလုံးညီညွတ်ရေးကိုရှေ့ရှုလျက်ညီနောင်ဆောင်ရွက်မှုများဆက်လက်ဆောင်ရွက်ဖို့နိုင်ငံရေးစိတ်ဆန္ဒအပြည့်အဝရှိကြောင်းချင်းပြည်ကောင်စီ CC ကထုတ်ပြန်ပါရယ်ဒီဇင်ဘာ၄ရက်ကနေ၆ရက်အထိကျင်းပခဲ့တဲ့ဒုတိယအကြိမ်ချင်းပြည်ချင်းလန်းကောင်စီညီလာခံအပြီးကြီးညာချက်ကိုဒီဇင်ဘာ၉ရက်ကထုတ်ပြန်ရာချင်းတော်လှန်ရေးအင်အားစုတွေအကြားညီညွတ်ရေးဆက်လုပ်ဖို့ဆန္ဒရှိတာကိုဖော်ပြခဲ့တာပါ ချင်းဒေါ်လာရေးအင်အားစုများအကြားပေါင်းစည်းညီညွတ်ရေးအတွက်ဂျိုးပန်းပြလျက်ရှိသောဖြည်းရင်းဖြည်းပါမှအဖွဲ့အစည်းအသီးသီးအပေါ်ကျေးဇူးတင်ကြောင်းလည်းဖော်ပြထားပါတယ်။ချင်းပြည်ကောင်စီနဲ့ချင်းညီနောင်တို့ဟာနိုင်ငံရေးအရာသဘောထားကိုလွှဲမှုတွေရှိနေပေမဲ့လက်တလောချင်းပြည်နယ်အတွင်းစစ်ကောင်စီရဲ့ထိုးစစ်ကိုအတူကူပေါင်းခုခံတိုက်ခိုက်လျက်ရှိပါတယ်။အထူးသဖြင့်ချင်းမြောက်ပိုင်းဒီတိတ်နဲ့ဖလန်းနှင်းမြေဒေသတွေပြန်ရဖို့စစ်ကောင်စီကဒီနှစ်လေကစပြီးထိုးစစ်ဆင်လာတာကိုချင်းညီနောင်နဲ့ချင်းပြည်ကောင်စီအဖွဲ့ဝင်တော်လှန်ရေးတပ်ဖွဲ့တွေအတူတကွပူးပေါင်းခုခံတိုက်ခိုက်ခဲ့တာပါ။ စစ်အာဏာရှင်စနစ်ကိုဖျက်သိမ်းပြီးဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးချင်းအမျိုးသားများကိုပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးချင်းအမျိုးသားတည်ဆောက်ရေးနဲ့ချင်းပြည်တည်ဆောက်ရေးတို့အတွက် တိုက်ပွဲဝင်ရင်အသက်ပေးသွားတဲ့အာဆာနီသူရဲကောင်းတွေနဲ့ကိုအင်ကအစိတ်အပိုင်းပေးလူခဲ့တဲ့သူရဲကောင်းတွေကိုဥညွတ်ကြောင်းဖော်ပြပါရယ်ချင်းပြည်ချင်းလန်းကောင်စီရဲ့နိုင်ငံရေးရည်မှန်းချက်အောင်မြင်ရေးအခိုင်အမာရက်တီပံ့ပိုးပေးသောချင်းပြည်သူတွေနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေကိုကျေးဇူးတင်ကြောင်းထုတ်ပြန်ကဒေါ်လာရေးအောင်မြင်တဲ့အထိဆက်လက်ပံ့ပိုးပေးဖို့တိုက်တွန်းထားပါရယ်ချင်းပြည်ကောင်စီရဲ့ကြေညာချက်မှာစစ်ကောင်စီကလုံးမဲ့ရွေးကောက်ပွဲစန့်ကျင်တိုက်ဖြတ်သွားမယ်ဖြစ်ကြောင်းလည်း ထက်လောင်းအသိပေးပါရယ်အကြံဖက်စစ်ကော်မရှင်၏အတူရောင်ရွေးကောက်ပွဲသည်နိုင်ငံရေးတွင်စစ်တပ်အနေဖြင့်တရားဝင်ရည်တည်ရေးအတွက်ဖြစ်ပြီးနိုင်ငံရေးစစ်ရေးပြည်ပခများကိုသာပုံမကြံ့ကြစေမည်ဖြစ်ပါရယ်ထို့ကြောင့်ချင်းပြည်ချင်းလန်းကောင်စီသည်အတူရောင်ရွေးကောက်ပွဲကိုချင်းပြည်ချင်းလန်းကောင်စီ၏ရွေးကောက်ပွဲစန့်ကျင်ရေးဆိုင်ရာလှုပ်ထုံးလှုပ်နီးနှင့်အညီစန့်ကျင်တိုက်ဖြတ်သွားမည်ဖြစ်သည်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါရယ်ဒါပြင်အမေရိကန်ပြည်ထောင်စုအစိုးရကစစ်ကောင်စီရဲ့အတူရောင်ရွေးကောက်ပွဲကိုအကြောင်းပြုပြီးမြန်မာပြည်သူများအတွက် temporary protector status TPS ပြန်လဲရုပ်သိမ်းတဲ့အပေါ်အထူးစိုးရိမ်မကင်ဖြစ်ရကြောင်းဖော်ပြကအဲ့ဒီဆုံးဖြတ်ချက်ကိုပြန်စင်စားသုံးသပ်ဖို့တောင်းဆိုခဲ့ပါတယ်။စစ်ကောင်စီတပ်ရဲ့ရက်ဆက်ကြမ်းကြုတ်မှုကြောင့်ဘေးဒုက္ခရောက်နေကြသောချင်းပြည်သူလူထုများအားအိန္ဒိယနိုင်ငံမှာပံ့ပိုးကူညီခဲ့တဲ့အပေါ်ကျေးဇူးတင်ကြောင်းလည်းဖော်ပြထားပါတယ်။အာဆီယံအထူးကိုယ်စားလှယ်ရုံးကမြန်မာနိုင်ငံအတွက်လူသားချင်းစာနာထောက်ထားမှုကိုထောက်ခံကြိုဆိုပြီးအိန္ဒိယနိုင်ငံများဖြစ်ကြတဲ့အိန္ဒိယနိုင်ငံနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့လည်းပူးပေါင်းပါဝင်ပေးဖို့မြစ်တာရက်ခံထားပါတယ်။အမေရိကန်ပြည်ထောင်စုအပါအဝင်အိန္ဒိယနိုင်ငံတွင်တိုင်းရင်းသားတော်လှန်ရေးမဟာမိတ်တို့မှာ အွန်လိုင်းငွေလေလုပ်ငန်းတိုက်ဖြတ်ရေးဆောင်ရွက်မှုအပေါ်ချင်းပြီကောင်စီကကြိုးဆိုကြောင်းဖော်ပြပြီးလိုအပ်သလိုပူးပေါင်းဆောင်ရွက်မယ်လို့အတည်ပြုပါတယ်။ဆက်လက်ပြီးမြောက်ဦးမြို့ကစေရုပ်ကိုစစ်တပ်ပုံချိန်လူနာ၁၀ဦးခန့်တေဆုံးပြီးအများအပြားဒဏ်ရာရတဲ့ဆွေတဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မြောက်ဦးမျိုးကစေယုံကိုဒီနေ့ဒီဇင်ဘာလ10ရက်နေ့ညမှာစစ်ကောင်စီကလေချောင်းကနေပုံကျဲလို့စေကူနေတဲ့လူနာ10ဦးခန့်တေဆုံးပြီးအများအပြားဒဏ်ရာရရှိသွားပါတယ်။ည9:73မိနစ်မှာစစ်ကောင်စီကဂျက်ဖိုက်တာနဲ့ပုံကျဲသွားတာဖြစ်ပါတယ်။10ဦးခန့်တေဆုံးပြီးအများအပြားဒဏ်ရာရသွားကြောင်းကနဦးသတင်းရရှိထားပြီးနောက်ဆက်တွဲသတင်းတွေထပ်မံထုတ်ပြန်မယ်လို့ဒူသားချင်းစာနာထောက်ထားရင်းနဲ့ဖွံ့ဖြိုးရေးဆိုင်ရာဘူပေါင်းဆောင်ရွက်ရေးယုံ HTCO ကထုတ်ပြန်ထားပါတယ်။ ဈေးရုံဆောင်အတွင်ပိတ်မိနေသူ60ဝန်းကျင်ခန့်ရှိနေပြီးကယ်ဆယ်ရေးလုပ်ငန်းတွေဆက်လက်လှုပ်ဆောင်နေတယ်လို့လည်းရခိုင်သတင်းဌာနတချို့ကဖော်ပြထားကြပါတယ်။ HTCO ထုတ်ပြန်တဲ့ဗီဒီယိုမှတ်တမ်းမှာဘုံကျဲခံရတာကြောင့်ဆေးရုံဟာအပြက်စီးများတလို့ဆေးရုံရှိမှာတစ်ပင်တွေမီးဆွဲလောင်နေပါတယ်။အပြက်စီးကြားတွေထဲမှာကေဆယ်ရေးလောက်ကန်နေကြတာကိုတွေ့ရပါတယ်။ကျွန်မရဲ့သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။